လာပါခစ်တဲဖက်ထရယ်မီဒီယာမှာထိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးမှာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးခဲ့ပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်ကိုကာခွေဖို့ရဲဘော်ဟောင်းတွေ PDF ပါကဖတ်တက်များပြန်လဲဖိတ်ခေါ်အရွယ်ရောက်သူတိုင်းအရန်စစ်ကြောင်းအနေနဲ့ပအဝင်စုခွေနိုင်ကြောင်း TRI viewer အတီးပေးဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မုကုံမျိုးကိုကာကွယ်ဖို့အတွက်ဒေတာခြေဆိုင် PDF ပါကဖာတွေကတက်နဲ့ကွင်းကွာနေတဲ့ရဲဘော်တွေကိုပြန်လည်ဖိတ်ခေါ်နေသလို အရွယ်ကြောင့်လူငယ်တွေကိုလည်းအရန်စစ်ကြောင်းအနေနဲ့ပါဝင်စုဖွဲ့နိုင်ကြောင်းဖိတ်ခေါ်နေကြပါတယ်။မော်ကုံမြို့ကိုကာကွယ်ဖို့နဲ့တော်လန်ရေးတာဝန်တွေပြန်လည်ထမ်းဆောင်မှုတပ်နဲ့ကွင်းကနေတဲ့ရဲဘော်တွေကိုပြန်လည်ဖိတ်ခေါ်ကြောင်းမော်ကုံပြည်အားကဒီကနေ့မှသတင်းထုတ်ပြန်ကြေညာထားတာပါ။ရဲဘော်တို့ဤအတွေ့အကြုံရဲဘော်တို့ဤစွမ်းရည်ကျေပေါ်တို့ဤတော်လန်ရေးပေါ်ထားရှိတဲ့စေတနာများကိုမုခော့ပြူအားအနေနဲ့အမြဲတမ်းပိုးစီနေမည်ဖြစ်တဲ့အတွက် တော်လန်ရဲ့ခွန်အားတင်းရဲ့အနေဖြင့်မိုးကော့ဖြူအားနဲ့အတူပြန်လည်လက်သွင်းတိုက်ပွဲဝင်ရန်နှွေးထွေးစာဖိတ်ခေါ်ပါတယ်လို့မိုးကော့ဖြူအားကဖော်ပြထားပါတယ်။မိုးကော့ဖြူအားအနေနဲ့ MOD ရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တဲ့အတွက်တပ်ဆိုင်ရာစီမင်းစည်းကမ်းတွေကိုလည်းလိုက်နာရန်လိုအပ်ကြောင်းနဲ့အကြအမျိုးမျိုးကြောင့်တပ်နဲ့ကွင်းကွာနေတဲ့ရဲဘော်တွေဟာအခုထုတ်ပြန်တဲ့နေ့မှစပြီးတပတ်ခွန်ရည်အတွင်းပြန်လည်တာဝန်ထမ်းဆောင်မယ့်သတင်းပို့ချေဆက်ဆောင်ရွက်ရမယ်လို့အတည်ပြုထားပါတယ်။ တမန်ရဲကြော်လွန်တဲ့အသည့်ဆက်တွေချိတ်ဆက်လာခြင်းမရှိတဲ့ရဲဘော်တွေဟာတရားဝင်တပ်ပြည့်အဖြစ်ကြီးညာခံရပြီး MOD မှာထုတ်ပြန်ထားတဲ့စစ်ဘက်ဆိုင်ရာတပ်ပြည့်မှုဥပဒေအရပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်းကိုလည်းအတည်ပြုထားပါတယ်။အလားတူမော်ကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလည်းမော်ကုံမြို့နယ်အတွင်းစီအကြောင်းမျိုးမျိုးကြောင့်တော်လရင်ရဲဘော်ပေါ်ပေါ်မှအနားယူထားကြတဲ့တော်လရင်ရဲဘော်ဟောင်းတွေကိုဖိတ်ခေါ်ထားပါတယ်။ မော်ကောမြို့နယ်၏လက်ရှိစည်ရင်အခြေအနေများအရစစ်ကောင်မစင်အားပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ရန်အတွက်မော်ကောမြို့နယ်မှာတော်လှန်ရေးရဲဘော်ဟောင်းများကိုမိမိတို့မြို့နယ်ပါကဖာအနေဖြင့်အကြမ်းမဲ့ဆက်အနာစင်အားပူးပေါင်းတိုက်ခိုက်နိုင်ရန်အတွက်ဖိမှန်နကပြုပါတယ်လို့မော်ကောမြို့နယ်ပါကဖာကဆိုပါတယ်။ကာလအပိုင်းခြားတစ်ခုအနေနဲ့စစ်ကောင်စီကိုပြန်လည်ပြီးတွန်းလှန်တိုက်ထိုးကြမှာဖြစ်ပြီး တတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုရောက်လို့အနာယူချင်မှကအနာယူနိုင်တယ်လို့ဆက်လက်တာဝန်ထမ်းဆောင်လိုပါကထမ်းဆောင်နိုင်ကြောင်းကိုလည်းမိုးကုံမြို့နယ်ပါကဖားကအတိပေးထားပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဖြူဟာကလည်းအမြဲတမ်း PDF ဖြင့်တာဝန်မထမ်းဆောင်လိုပါကအရန်စစ်ကြောင်းအနေနဲ့စုဖွဲ့နိုင်ကြောင်းအတိပေးဖိတ်ခေါ်ထားပါတယ်။ တက်ထဲမှာတန်နေ PDF အမြဲတမ်း PDF အနေနဲ့တာဝန်မထမ်းဆောင်နိုင်ကြရင်တော့သင်တန်းစင်ကာလတာဝန်သက်တမ်းတနည်းအရင်စစ်ကြောင်းတွေအနေနဲ့စုဖွဲ့လို့ရပါတယ်။အရွယ်ရပြီးတာစမ်းမရေးကောင်းတဲ့လူတိုင်းစစ်တင်တန်းတက်တင်ပါတယ်။ကိုနေကိုရက်ကိုတနင်းဖြစ်ဖြစ်တက်သေးဝင်ပြီးကောက်ွယ်လိုက်ကြရအောင်ဗျမန္တလေးကညီကိုတွေကိုလည်းဖိတ်ခေါ်ပါတယ်လို့ TRN ပြွာကရေးသားထားပါတယ်ကိုရက်ဆန္ဒအလျောက်စစ်မှုထမ်းလူပါက အရန်စစ်ကြောင်းအဖွဲ့အမှတ်1220နှစ်တရင်ပေမှာစက်တွေနိုင်ကြောင်းတရားအင်ဗျူအားကအတည်ပြုထားပါတယ်။တောင်တမတော်တရားလန်လီကမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှာပြန်လည်ဆုတ်ခွာမယ်လို့ထုတ်ပြန်ခဲ့ပြီးနောက်ဒေသခြေဆိုင်ပြည်သူ့ကော်မတီရဲ့တမတော် PDF ပါကဖာတွင်အညာဒေသမှတပ်ဖွဲ့တွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကမစုံတမ်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအသည်းအဖြစ်ထုတ်ပြန်ကြေညာခဲ့ကြပါသည်။ ဆက်လက်ပြီးပုံနာကျွန်ကြဖြူမြို့နယ်ရေတိတောင်မြို့နယ်တို့မှာစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကြောင့်ပြည်သူ၁၀ဦးသေဆုံးဆဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်ပြည်ပုံနာကျွန်ကြဖြူမြို့နယ်ရေတိတောင်မြို့နယ်တို့မှာစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကြောင့်ပြည်သူ၁၀ဦးသေဆုံးသွားကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နှင့်ရခိုင်စည်ရေးတရင်ချင်းမြများ၏တရင်ပေါ်ပြချက်အရသိရှိရပါတယ်။ စနေအောက်တိုဘာလ31ရက်နေ့နနက်7:35မိနစ်နဲ့နနက်7:38မိနစ်တို့မှာပုံနာကျုံမျိုးနဲ့ပန်းနီလာကျွာကိုစစ်တပ်ကလေရင်ဖြင့်ပုံများကျဲချခဲ့ကြောင်းအဆိုပါပုံကျဲမှုကြောင့်ပြည်သူလေးဦးပွဲချင်းမိတည်ဆောင်းခဲ့ပြီး၁၀ဦးနီးပါးအပြင်းထန်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ပုံကျဲတာကစာတင်ကျောင်းနာကိုပုံချတာနနက်7:35မိနစ်မှာ ပေါင်150ပုံလေးလုံးကျဲချတဲ့နောက်7:38မိနစ်မှာပေါင်150ပုံနှလုံးထက်ကျဲတဲ့ ဂျွာနဲ့စာတင်ကြောင်းကိုပြစ်မှတ်ထားပြီးကျဲတာလေးဦးတည်ဆုံနေပြစ်ထန်တရားရသူတွေလည်းများတယ်လို့ရင်းဒေသမှာရရှိနေတဲ့ကုညီကယ်ဆယ်ရင်ပရာဟိတတမတအူကဆင်ပြပါတယ်စမနေ့အော်တိုဝါလာ30ရက်နေ့ကလည်းစစ်တပ်ကရတိတာမျိုးနဲ့မူဆယ်ကျွန်းစီစီကံကြီးရွာကိုတရုံးပြပုံကျဲမှုကြောင့်အသက်52နှစ်အရွယ်ဦးထွန်းအေးလိုင်မှာတိတ်ဆုံးသွားပြီးပြည်သူနှစ်ဦးတရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ အလားတူစစ်တကဇမန်နေအော်တိုဘာလာ30ရက်နေ့ညနေ4နာရီအချိန်မှာကြောက်ဖြူမျိုးနဲ့စင်းချောင်းတိုင်နေစင်းချောင်းကုန်းဝေးကျေးရွာကိုပေါင်900ပုံဒီနှလုံးကျဲဆတိုက်ခိုက်ရာပြည်သူ9ဦးတေဆုံးပြီးတရားရရှိသူ10ဦးစီချောင်းသိရှိရပါတယ်အကြမ်းမဲ့စစ်တပ်ကရခိုင်ဒေသတို့လေးချောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများအစီအမြင့်တင်လာနေပြီးအေအေကပြည်သူများတရီပြူနေထိုင်ကြရန်အတိပေးနှိုးဆော်ချက်တရားဝင်ထုတ်ပြန်တရီပေးထားပါတယ်ရှင်။